ဒါကဒါကကျွန်တော်တို့ဒီမှာအချိန်ခိုက်ခွန်ခါ၈ခါ၉ခါလို့ထည့်ထားတဲ့ line နော်ပြီးခဲ့တဲ့ဘွဲတော့ကရှိခွန်ခါသုံးလုံးထည့်သွားတာအဲ့ဒီကိုရှိခွန်ခါသုံးလုံးထည့်ပြီးသွားတာ ਨੇ သူ့ရဲ့အောက်မှာထရီ၃လုံး၅နော်၉၃၃၅တခါ၅၃ရှိက၆နော်၅၆ဒီနေရာမှာခွန်လို့ထည့်မယ်ဆိုရင် ကျွန်တော်တို့၃ထိပ်စီဝင်သွားမယ်နော်အဲထိပ်စီ၃လုံးခွန်ထိပ်စီ၃လုံး6ထိပ်စီ၃လုံး5နော်အဲ့ဒီမှာ तू က၃နောက်ဘိတ်ကြီးပဲ तू ထည့်တယ်နော်၃နောက်ဘိတ်နေပဲ तू ထွက်နေတယ်အဲ့ဒီနေရာမှာ၃နောက်ဘိတ်နဲ့ထွက်အောင်မလားမထွက်ဘူးလားတော့မသိဘူးပေါ့နော်အဲ့ဒီမှာထိပ်စီ၃လုံးက8ဖြစ်လို့8ပါပါဒီနေရာ၃ဘိတ်တာလားဒီမှာလဲထိပ်စီ၃လုံး8 8ပါပါ၃ဘိတ်နော် ဒါဆိုရင်ဒီမှာထည့်သီး၃လုံးကရှေ့ပြစ်ထားလို့ရှေ့ရဲ့ပါဝါဒီဘွဲကို၃ပိတ်မယ်ဆိုရင်သူက၃ထိတ်၃အပိတ်နဲ့ကစားလို့ရတယ်နော်အဲ့ဒါကတခုပေါ့ဗျာနော်၃ထိတ်ကိုအထောက်ကူလေးတခုယူပြတယ်နောက်ပြီးတော့ဒီနားလေးမှာကျွန်တော်တို့ဆိုနှစ်နှစ်ချာ၄၃နှစ်လို့ဖြစ်ထားတာရှိတယ် ူကနှစ်နှစ်ရှားမှာ3ပိတ်နှစ်နှစ်ရှားမှာ2ပိတ်เนาะ4 3နှစ်အဲ့ဒီ4ပိတ်ရဲ့ဆောင်းမှာ3ညပိတ်1ပိတ်2ပိတ်เนาะ3ညတိ2လို့သူတခါစီနီယာပြန်ထည့်အဲ့ဒီ3ညတိ2လို့ထည့်ပြီးသွားရင်သူကအဲ့ဒီမှာဘာပါလဲဆိုတော့ထည့်3လုံးဒီထည့်စီ3လုံး1 2 3 เนาะဒီမှာလဲထည့်စီ3လုံးက2ဒီမှာလဲထည့်စီ3လုံးက2 2ပုံစံရိုက်တယ်သူ့ရဲ့တပွဲကျော်3ညအပိတ်တပွဲကျော်1အပိတ်တပွဲကျော်2အပိတ်เนาะ3ည1 2လို့ထည့်ထားတာရှိအဲ့ထည့်ထားတဲ့ဘေးမှာဒီ3လုံးကကျွန်တော်တို့6လို့သူထည့်เนาะထည့်3လုံး6ပြီးတော့ထည့်3လုံးကသူကဒီမှာ8လို့ထည့်เนาะ6ပြီးတော့ထည့်3လုံးက8 8ပြီးတော့ထည့်3လုံးက ခွန်လို့ထည့်မယ်ဆိုရင်6 8သုံးဆိုမှ तू ကခွန်လို့ဖြစ်မယ်เนาะအဲ့ဒီနေရာမှာလည်း तू ကသုံးထိပ်စီရဝင်တာပဲအဲ့ဒီမှာဒီသုံးလုံး6လို့ထည့်လိုက်တာ ਨੇ ဒီသုံးလုံးက6လို့ထည့်เนาะဒီသုံးလုံး8လို့ထည့်တာ ਨੇ ဒီသုံးလုံးက9လို့သူပြန်ထည့်6 9อะกุตะคา9 8 3ဒီ3လုံးကိုကျွန်တော်တို့က8လို့ထည့်လိုက်ရင်3ထိပ်စီပဲ အဲဒီ3လုံးက6ဒီ3လုံးက9ဒီ3လုံးက8เนาะအဲ့ဒီ6 9 8လို့ထည့်ရင်ဒီက9 8 9လို့သူကပြောင်းပြန်ပြန်ချုပ်ထားတာရှိအဲ့ဒါကြောင့်မလို့ဒီဘွဲကိုကျွန်တော်ဒီ3ထိပ်စီတစ်လုံးဒါကျွန်တော်သဘောကျတယ်ဗောဗျာเนาะခုနကစိုက်ကလည်းစိုက်ကတော့မကမလပါပဲသူကတော့ပေါင်းချင်းကိုကျွန်တော်တို့ယူကစားကြည့်တာ9 6 ခွန်လို့ထည့်ရင်ဒါ၃ထိပ်စီးပဲဝင်တယ်เนาะအဲ့ဒီ၃ထိပ်စီးကိုကျွန်တော်ဘာလို့ပြောတော့ဆိုတော့အဲ့ဒီ၃ထိပ်စီးကဟိုနေ့ရလဲကျွန်တော်ပြတယ်เนาะဆိုဒီနှစ်ပိတ်မှာကျွန်တော်တို့6ပရိတ်6ပရိတ်6ပရိတ်ဒါနှစ်ရေချာအကိုက်တွေရှိတယ်เนาะ6ပရိတ်တွေအဲ့ဒီ6ပရိတ်ရဲ့တစ်နှစ်ကြုံမှာကျွန်တော်၉ထိပ်စီးသူ့အထက်ဆောင်မှာပရိတ်၄လို့ရတယ်เนาะ တော့သူကနေအောက်ကိုအကြိမ်ကြီးဆင်းလာလဲဒီ6ပရိရဲ့တနှစ်ကျော်မှာရှစ်ထိပ်စီပရိ၄လို့သူလိုက်တာရှိတယ်။အဲဒီပရိ6ရဲ့တနှစ်ကျော်မှာခွန်ထိပ်စီပရိ၄เนาะသူက6 8ခွန်အထက်ဆောင်နှစ်ပွဲကျော်ပရိ၄ပရိ၄ပရိ၄လို့သူထွက်တာ။အဲ့ဒီ၄လို့ထွက်တာတော့အဲ့ဒီ၄ရဲ့နှက်ခတ်ကိုထိတ်နှလုံး၃ညနဲ့နှစ်ထိတ်နဲ့နှစ်လို့သူပြန်ပြီးတော့ ဖစားရတယ်နော်ဒါဆိုရင်ဒီမှာဒီမှာလဲဗရိတ်လေးအဲ့ဒီလေးရဲ့နှက်ခတ်ကိုဒီနှလုံးတစ်နဲ့ဒီတစ်ထိတ်နဲ့နှစ်လိုပဲသူပြန်ထည့်အဲ့ဒီဗရိတ်လေးကိုဒီနေရာမှာခြေနှလုံး၉နဲ့၃ထိတ်နဲ့ပေါင်းမှသူကနှစ်လိုပြန်ထည့်မယ်ဆိုဒါလဲကျွန်တော်တို့၃ထိတ်စီးပဲရတယ်နော်အဲ့ဒီ၃ထိတ်ကတော့၄ပါပါဒီ၃လုံး နှစ်လို့ရိုက်လိုက်တာနဲ့ခွန်ပါပါနှစ်ထိတ်လို့ထည့်တာသူကနှစ်ချက်ချုပ်ထားတယ်နော်အဲ့ဒီ၄ရဲ့ပါပါဒီ၃လုံးကိုကျွန်တော်တို့နှစ်လို့ထည့်လိုက်တာနဲ့၆ပါပါ၁ထိတ်လို့ထည့်နော်အဲ့ဒီမှာကျွန်တော်တို့၄ရဲ့ပါပါဒီ၃လုံးကိုနှစ်လို့ထည့်အောင်၃ထိတ်စီထည့်လိုက်တာနဲ့ဟာဒီ၈ထိတ်စီရဲ့ပါပါ၃ထိတ်လို့ပဲသူထည့်နော်အဲ့ဒီ၃ထိတ်ကဒီ၃ထိတ်ဆိုင်နေဟာဒီ၃ထိတ်ဆိုင်နေရကျွန်တော်တို့ပြစ်လို့မရဘူး ူကဒီပေါင်းချင်းခွန်၈6ဆိုတာကိုဒီဘက်မှာ6ခွန်8ဆိုပြီးသူကနှစ်မျိုးချုပ်ထားတော့เนาะဒီသုံးဖိတ်စီရဒီမှာလည်းအတူတူပဲကျွန်တော်တို့ဒီသုံးလုံးပေါင်းချင်းနှစ်ဖြစ်လိုက်တာနဲ့ခွန်ပါပါနှစ်ထိတ်နဲ့အန်ခိုင်ဝင်ဒီသုံးလုံးနှစ်လို့ထည့်လိုက်တာနဲ့6ပါပါတစ်ထိတ်နဲ့အန်ခိုင်ပဲเนาะအဲ့ဒီမှာဒီသုံးလုံးနှစ်ဖြစ်အောင်သုံးထိတ်ထည့်တာနဲ့8ပါပါ3ထိတ်နဲ့သူကကွက်ထီသူကကစားနေလို့အဲ့ဒီမှာတို့ဒီမှာတုံညာခါးတွေ ီမှာလဲ၃ညာခါးတယ်ဒီမှာလဲ၃ညာခါးနဲ့သွားအောင်မလားအဲ၃ညာခါးနဲ့သွားမယ်ဆိုရင်ကျွန်တော်ကခုနကဟိုဆိုင်မှာခုနကဒီဆိုင်မှာကျွန်တော်က၃ညာခါးနဲ့ဒီအထောင်သုံးလုံးရှစ်ပါပါ၃နောက်ပိတ်ဆိုကျွန်တော်၃၃ညာ၃ဆိုပြီးကျွန်တော်ဒါလေးထည့်ကြည့်တာเนาะပြောချင်တာကတော့၃ထိပ်စီးပဲဒါကျွန်တော်မိတ်ဆွေတွေ၃ထိပ်နဲ့ပတ်သက်တဲ့ကဏ္ဍတွေပေါ့เนาะအခုကျွန်တော်တို့ ဒီ3တုံညာအတွဲကိုယူကျွန်တော်3တုံညာ6ဆိုတဲ့ခဏနေဒါမွေးခဏရှိတယ်3တုံညာ9ဒီ3တုံညာခွန်ဒီဒါအကုန်လုံးကျွန်တော်တို့ထိုးလို့ရတယ်ပဲเนาะမွေးခဏနေရသူ့ဟာနေသူအကုန်လုံးကတော့ရှိပြီးသားဖြစ်နေတော့ဟိုတုံးထိတ်နဲ့ပတ်သက်ရင်တော့3တုံညာအတွဲလိုက် ကစားစေးခြင်းเนาะနောက်ပြီးတော့ဟိုနေ့ကကျွန်တော်ပြောတဲ့ရှေ့ဘောင်းကို ရှေ့ပေါင်း9ကိုထည့်မယ်ဆိုရင်လည်းကျွန်တော်တို့3တုံညာ6 3 3 60ဆိုတဲ့ကဏ္ဍမျိုးတွေဒါမစိုးဘူးအဲ့ဒီကဏ္ဍနေရာဒါမွေးကဏ္ဍနေရှိเนาะအဲ့ဒီ3ထိတ်ကအတာထားလိုက်အောင်ဟိုနေ့ကကျွန်တော်ပြရတဲ့3ထိတ်မှာလည်းသူကနှစ်ချက်ချုပ်ထားတာเนาะအဲ့ကြောင့်မလို့음ဒီ3ထိတ်ကပေါ်တော့တော့3ထိတ်တော့မဟုတ်ဘူးလို့ဒါဟိုနေ့ကကျွန်တော်ပြရတဲ့3ထိတ် ဒီသုံးလုံးကိုကိုဒီနှလုံးကိုလိုက်တာနဲ့နောက်နောက်ပိတ်ကထိတ်လို့တတ်တာနော်အဲ့ဒါမှဒီသုံးလုံးကတုံညကိုဒီနှလုံးတုံညလို့ထည့်တာနဲ့နောက်ပိတ်ကထိတ်လို့တတ်တာအခုဒီမှာဒီသုံးလုံး1ကိုဒီနှလုံး1လို့ဖြစ်အောင်သုံးထိတ်စီထည့်လိုက်တာနဲ့အဲ့ဒီသုံးနောက်ပိတ်ကထိတ်လို့တတ်မှာဆိုဒီဘွဲမှာသုံးထိတ်စီရကောင်းတယ်အဲ့360တကွက်နော်မမိပါနဲ့သုံးတုံညအတွဲလိုက်ကိုသူကကစားသွားလို့ရတယ် နောက်ပြီးတော့ဟိုနေ့ကကျွန်တော်ပြောတဲ့တုံညာထိတ်နော်ဒီကောင်ကတုံညာထိတ်လိုင်းကျွန်တော်ဒီနားမှာဒီကောင်ကနေ့ရီမကြိုက်ဘူးเนาะကျွန်တော်ဖြစ်စင်နေလိုက်ထားတာကျွန်တော်ဒီရှစ်ထိတ်စီဒီမှာထွက်တယ်ရှစ်ပါဝါညရှစ်ထိတ်စီရအရင်သွားမယ်เนาะရှစ်ထိတ်စီရအောက်၃ဘွဲကျော်မှာတစ်ထိတ်ကတစ်ထိတ်လူဆောင်တက်ပေါက်တာเนาะ ောက်တက်ကဒီမှာရှစ်ထိပ်စီရှိတယ်သူ့ရဲ့အောက်၃ဘွဲကြုံမှာတက်ပြီးတော့၃ညနော်၃ညထိပ်က၃ညထိပ်လို့တက်တယ်နောက်ဒီမှာရှစ်ထိပ်သူ့ရဲ့အောက်၃ဘွဲကြုံမှာတက်၃ညပြီးတော့ဒီမှာ၉၉ထိပ်စီရ၉ထိပ်လို့သူတက်ပေါက်တာရှိအဲ့ဒီလိုပေါက်ထားပြီးတယ်အဲ့ဒီရှစ်ရဲ့ပါပါထိပ်ထောင်၁၆၃၃ဆိုတော့နော်ကျွန်တော်တို့ပေါင်းကြည့်လိုက်လို့ရှိရင်ရှစ်ရဲ့ပါပါ73ပေါ့နော်3ပေါ့ 6ရက်ပါပါလေးလုံးပေါင်းရင်3လို့ဖြစ်တယ်เนาะဒုတိယကတ်မှာလည်းအဲ့ဒီတိုင်းပဲဒီရှိတ်ထိတ်စည်းရဲ့အောက်3ခွဲကျော်မှာထိတ်တူထိတ်လို့တက်ပေါက်တယ်ပေါက်ပြီးတာနဲ့ထိတ်စည်းတောင်လေးလုံးပေါင်းကြည့်ရင်6 6 3ညဆိုတော့3လို့ပဲသူထွက်တယ်เนาะတခါဒီရှိတ်3ခွဲကျော်မှာ6ထိတ်က6ထိတ်လို့တက်တယ်သူ့ရဲ့အောက်မှာ6ရဲ့ပါပါ1400လုံး3ဖြစ်အောင်ကျွန်တော်တို့ 9683မှာเนาะ3ညထိပ်စီထဲမှာ तू อ่ะ3လို့ထည့်เนาะအဲ့ तू อ่ะဒီ site ကိုဘာလို့ကျွန်တော်တို့ကစားတော့ဆိုတော့တစ်ထိပ်ဇောင်းတက်ပေါက်ပြီးရင် तू အောက်မှာ68ရှိတွေ့3ညထိပ်ဇောင်းတက်ပေါက်ပြီးတော့68ရှိတွေ့เนาะ6868ဒီ9ထိပ်ဇောင်းတက်ပေါက်ပြီးတာ ਨੇ तू အောက်မှာ69ရှိတွေ့เนาะ69 68 လျှောက်ခွန်လို့သူကစားထားတယ်။အဲအဲ့ဒီမှာကစားထားတဲ့ဆိုတော့ကျွန်တော်တို့ဒီထည့်စည်းတောင်သုံးလုံး၃ရင်းထည့်လိုက်တာနဲ့၃ရဲ့အဲ့ဒီ၃လို့ထည့်လိုက်တာနဲ့၃ထိတ်က၃ထိတ်လို့ဆောင်းစင်းပေါက်ရမယ်။နော်။အဲဒီထောင်သုံးလုံး၃ကလည်း၅နှစ်ကတ်၅ပရိရဲ့နှစ်ကတ်ကျွန်တော်တို့ဒီမှာ၃ပေါ့ဗျာနော်။၅၃သူကလည်းကစားသွားလို့အတူတူပဲ။ ဒုတိယကမှာအတူတူပဲเนาะတုံညာထိပ်ပေါက်တယ်ထောင်3လုံးက3ထောင်4လုံးက3လို့ဖြစ်တယ်ဖြစ်လိုက်တဲ့အချိန်မှာဟာဒီထိပ်စည်းဒီထိပ်စည်းဇောင်းဆင်းပေါက်ကအဲ့ဒါမှာတုံညာ661ဆိုပြီးတော့3လို့သူကစားတယ်เนาะအခုဒီမှာကျွန်တော်တို့ကိုကိုဇောင်းတက်ပြီထိပ်စည်းတောင်4လုံးပေါင်းရင်3ဖြစ်အောင်ကျွန်တော်တို့တုံညာထိပ်စည်းထည့်လိုက်တဲ့အချိန်မှာဟာဒီတုံညာထိပ်ကတုံညာထိပ်လို့ဇောင်းဆင်းပေါက်ရမှာ လိုင်းမကောင်းနောက်မှပြန်ကြည့်ဟိုဘေးကုန်ခံနေနဲ့နောက်မှဖြည်းဖြည်းပြန်ကြည့်ကျွန်တော်မဖြတ်ပါဘူးအဲ့တော့ကျွန်တော်တို့ဒီ၅ပရိနက္ခတ်1003လေးလုံး3ဒီမှာ၅ပရိရဲ့နက္ခတ်1004လုံးက3 5ပရိရဲ့နက္ခတ်1004လုံးက3เนาะဒီ3ရဲ့ပါဝါ3ဝဲကျော်မှာ8ထိပ်ဒီ1004လုံး3ရဲ့ပါဝါ3ဝဲကျော်မှာ8ထိပ်အဲ့1004လုံး3လို့ဖြစ်တယ်3ပါဝါ8ထိပ်ကြီးကစားထားတယ် အဲ့ဒီထိတ်စည်းဒီထိတ်စည်းလို့ဇောင်းစင်းတာနဲ့အထောင်၄လုံးက၃တက်ကတက်လို့စင်းတာနဲ့အထောင်၄လုံးက၃အဲ့ဒီတုံညာဒီတုံညာလို့စင်းတာနဲ့အထောင်၄လုံးက၃လို့ပဲဖြစ်ကြမယ်နော်အဲ့ဒီမှာကျွန်တော်တို့ဒီဗရိတ်၅ကြီးကများ၅ဗရိတ်လို့စင်းတာလားခရယံနောက်ပိတ်နေထွက်တယ်လားတတ်တဲ့ချက် ဒုတိယအကမှာလဲကျွန်တော်တို့ဒီပရိသုံးကြီးကများ၃ပရိလို့စဉ်းလာလားခါတိုင်းဒီနောက်ပိတ်နဲ့ထွက်တလားနော်ဒါဆိုရင်ဒုတိယအကမှာဒီပရိ၈ကြီးကဒီမှာ၈ပရိလို့များစဉ်းသွားမလားခါတိုင်းဒီနောက်ပိတ်အဲနောက်ပိတ်ဒီခါတိုင်းစဉ်းမလားဆိုရင်ဒီကနန်းတကွက်ပဲရှိတယ်နော်၃ည၈၃ညအဲ့ဟိုနေ့ကလဲကျွန်တော်၈ခါးပြီးပြထားပြီးသားပါနော် အဲ့ဒါကကျွန်တော်တို့ဖြစ်စင်နဲ့ဒါတွေးကြည့်လိုက်တာပေါ့လေနော်ဒီတုံညထိပ်စီနောက်ပိတ်ဒီခါဝင်ပြီးတော့ရှစ်ပဒိတ်ကရှစ်ပဒိတ်လို့ဆောင်းစင်းရင်တကွက်ရှိတော့တာအဲ့ဒီမှာကျွန်တော်တို့ခုနကပြောတဲ့တုံညငါးသုံးဆိုတဲ့ကဏ္ဍမမိနဲ့နော်နောက်တစ်မျိုးကျွန်တော်ယူပြမယ်အဲ့ဒီ line ထဲမှာကျွန်တော်တို့ဒီကဏ္ဍန်းဒီရှေ့1 2 3 4 5 6 9နှစ်မြောက်က5ပဒိတ်ကဏ္ဍနော်ငါ့ကို2.6လိုက်ရင်ကျွန်တော်တို့3ဒီမှာ3ပဒိတ်ကဏ္ဍ ဒီကနန်းသည်1 2 3 4 5 6နှစ်မြောက်တယ်မှာတစ်ထိတ်နဲ့ပေါက်တယ်နော်တခါ तू ကနေအချိန်တိုင်းဇောင်းတက်လိုက်3ကို2ပွင့်လျှောက်ရင်7ပြိနော်7ပြိအဲ့ဒီ7ပြိကနန်းသည်1 2 3 4 5 6 9နှစ်မြောက်ထဲကဟာဒီမှာ3ညထိတ်စီလို့ထွက်တဲ့နေရာမှာများနော်3ညထိတ်လို့ထွက်တဲ့နေရာမှာများပေါက်သွားမလားဒါကြောင့်မို့ကျွန်တော်3ည6 5လို့ထည့်တာ ော့ဒီနေရာမှာကျွန်တော်တို့၅ပရိတ်เนาะအဲ့ဒီ၅ပရိတ်ကနေတို့အချိန်ကတိနေ3 4 5 6 6ပွဲတက်2နှစ်ကြော်ရင်3ပရိတ်သူကနေတိနေ3 4 5 6 6ပွဲတက်2နှစ်အဲ6 6ပွဲတက်နေရော2 4 6 2နှစ်ကြော်2 4ဩဒီကောင်ကျွန်တော်ဒီကောင်ကအနှစ်ကြီးမှမကြိုက်တာဟိုဒီ line တန်းတန်းသွားယူလို့မရဘူးဟုတ်တယ် သူနဲ့သူနဲ့ဒါဒီ site ကကျွန်တော်နှစ်ရေကယူရတာမဟုတ်ဖြစ်စင်နဲ့လိုက်ထားတာနော်အဲ့ဒီကဏ္ဍကအခြေ9နှစ်မြောက်ကကဏ္ဍဒီကဏ္ဍဒီအခြေ9နှစ်မြောက်ကကဏ္ဍနော်အဲ့ဒီနေရာမှာထွက်မဲ့ကဏ္ဍအခြေ9နှစ်မြောက်ကပရိသတ်1ကဏ္ဍဆိုဒီတကွာတည်းရှိတာ၃ရက်ပါကျွန်တော်လည်းပြောရင်းနဲ့ရွာလဲနေအဲ့ဒီမှာ73လို့ဖြည့်မယ်ထိတ်တူထိတ်လို့စင်းနေ3ထိတ်စီကဏ္ဍဒီ1 2 3 4 5 6 9နှစ်မြောက်ကကဏ္ဍနော် အဲဒီမှာ၄လုံးပေါင်း73ဖြစ်ကမယ်တိထိတ်ကတိထိတ်လို့ထည့်မယ်ဒီကဏ္ဍဒီ1 2 3 4 5 6နှစ်မြောက်ကကဏ္ဍအဲဒီမှာကျွန်တော်တို့အထောင်၄လုံးပေါင်း73ဖြစ်ကမယ်တုံညာထိတ်စည်းနဲ့1 2 3 4 5 6 9နှစ်မြောက်ထဲကတုံညာပါတဲ့ကဏ္ဍကအဲ့နှစ်ထဲမှာ3ခွက်တည်းရှိတယ်တုံညာတုံညာ6ရေဟောငါ3ခွက်တုံညာတုံညာ5ရေတုံညာ 6ရေ39ခွန်4ခွက်ပေါ့နော်39ခွန်ရှိမယ်အဲအဲ့ဒီမှာ39ဟုတ်တယ်39ခွန်ရှိမယ်3965ရှိမယ်3955 3936နော်ဒါတော့39ပါတာကအဲ့နှစ်ထဲမှာ4ခွက်တည်းရှိတယ်ဆိုတော့ကျွန်တော်မိတ်ဆွေတွေ39ထိတ်စီးနဲ့2ခွက်2ခွက်စီဒါထိုးလို့ရတယ်နော်39ခွန်39ခွန်9 3956 3965 3955တခွက်သေးပဲအားရမလို့ 3ည3ည6 3ည6 3ည6เนาะအဲကျွန်တော်ဒီနေရာမှာနှစ်မျိုးယူပြတာဗောเนาะခြေကလိုမျိုးငါးပြိတ်ဆောင်းစင်းမယ်နောက်ဘိတ်ကခါနဲ့ဒီမှာ3ပြိတ်ဆောင်းစင်းမယ်နောက်ဘိတ်ကခါနဲ့တကယ်လို့ဒီနေရာမှာ6ပြိတ်ဆောင်းစင်းနောက်ဘိတ်ကခါနဲ့ဆို800ဆိုတဲ့ခဏရှိမယ်เนาะ3ည5 6ဆိုတဲ့ခဏရှိမယ်3ညာအ3ညာ5 3ညာ6 5 3ညာ5 6ဟုတ်တယ် ပြီးတော့3936เนาะ3996ဒါဒီပဲရှိတယ်။အဲကျွန်တော်မိတ်ဆွေတွေကြိုက်တယ်လို့ထူး။ဒါပေမဲ့၃ညအထိတ်ကလည်းဟိုနေ့ကကျွန်တော်ပြပြီ။ဒါပေမဲ့အခုဒီညပြတဲ့ site တွေထဲမှာ၃ထိတ်ကတော်တော်ကစားဖို့ကောင်းတယ်နော်။သူကနှစ်ချက်ချုပ်တွေကြီးပဲ။ဒီလုံး9 10 17လို့ဖြစ်တာနဲ့နောက်ဘက်ကထိတ်နောက်ဘက်ကထိတ်နောက်ဘက်ကထိတ်လို့ကစားတယ်နော်။ ဒါကတမျိုးဒီမှာလဲနှစ်ချက်ရှုပ်တယ်။နောက်ဒီနေရာမှာလဲအတူတူပဲ။ဒီသုံးလုံးနှစ်လို့ဖြစ်တာနဲ့6ပါဝါတက်တာပဲ။အဲဒီမှာဒီသုံးလုံးနှစ်လို့ဖြစ်တာနဲ့ခွန်ပါဝါနှစ်။ဒီသုံးလုံးနှစ်လို့ဖြစ်တာနဲ့6ပါဝါတက်။ဒီသုံးလုံးနှစ်လို့ဖြစ်တာ ਨੇ 8ပါပါ3ဒီမှာလဲနှစ်ချက်အပေါ်အောက်ချုပ်ထားတာ3ထိပ်ကနောက်ဒီကောင်လဲအတူတူပဲเนาะ6 8ခွန်လို့ဖြစ်လိုက်တာ ਨੇ 6ခွန် ရှစ်လို့ထည့်တာနဲ့သုံးထိပ်ကဒီမှာလဲနှစ်မျိုးချုပ်ထားတာဒီတလိုင်းမဲသူကတော့တမျိုးတည်းကစားပဲမယ်ဒီနေရာမှာလဲသုံးကိုနောက်ပိတ်တည်းကစားလို့ရတယ်လို့ထိတ်လဲကစားလို့ရတယ်နော်အဲကျွန်တော်တို့သုံးတုံညာနှလုံးလုံးကိုကစားခြင်းတာနေရာထိုင်နေရတခါတလေကြရင်ကိုယ်လဲရောက်ရင်လဲလဲကစားသွားတာမျိုးတွေလည်းရှိတယ်နော်